။လာမယ့်ရမယ့်ဘယ်နေ့ပြန်လာနိုင်မလဲ။အားလုံးပဲမိလာပါများဘောလုံးစား channel တွေကနေပြန်လေကြိုးလိုက်ပါရင်အခုတော့ online ကိုကြည့်လိုက်မယ်ဆိုရင်လာမယ့်ရမယ့်နဲ့သူ့ရဲ့စီးကောင်တန်ရာအကြောင်းကိုလည်းမြင်တွေ့ရပါပါ။အသက်ဆက်ရှင်တွေကောင်းလေးကအပြော်ပါဘက်ကိုရောက်ရင်ဒံယာသားကောင်ဖြစ်လာနေတာပြည်သက်တွေအားလုံးစိတ်ပူနေကြရပါတယ်။ ဘာစတာကတော့လာမယ့်နောက်မယ့်အကြောင်းမကြခင်ပြန်လည်ကစားပေးနိုင်တော့မယ်လို့မျှော်လင့်နေပြီးဒီကအနောက်ပိုင်းမှာကစားရမယ့် Real Madrid နဲ့ England ကိုအမိပြန်ကစားနိုင်မယ်လို့ယူဆထားကြပါတယ်။နောက်မယ့်ကပေါင်းချန်တရာရရှိနေပြီးပြီးခဲ့တဲ့တပတ်ကျော်ကမှပြန်ကစားနိုင်တာပါ။ဒါပေမဲ့ပွဲထွက်ကစားတဲ့ပွဲမှာတန်ရာပြန်လည်ရရှိသွားခဲ့ပြီး Real Madrid နဲ့ Spain လည်းဝင်စဉ်အတင်းနဲ့ပါဘူးဝနိုင်ဖြစ်နေခဲ့ရပါတယ်။ ။ဘိုင်စတာဘက်ကကနေဦးစစ်စေးချက်မှာနှစ်ပတ်သုံးပတ်လောက်လာရမယ်လို့တွေးရှိရတာကြောင့်အန်ကလစီကိုမိပါမလားဆိုတာစွန့်နေခဲ့ကြပါရဲ့။ဒါပေမဲ့ဒရင်ထဘောလာကေဗီယန်တော့တည့်ရမှာပဲနီးပြဟန်စင်ဖလစ်ကရမဲဒန်ယာချီနီယာကစားနိုင်မယ့်ရဲ့အတိအကျအတွက်ချက်ပြောလို့မရကြောင်းဒရင်သာရှင်းလင်းပွဲတစ်ခုမှာပြောဆိုသွားခဲ့ပါရင်ဒီတော့မဲထွင်းတဲ့ပွဲကိုလည်းချော်ရမယ်လို့အားလုံးကသတ်မှတ်လိုက်ကြပါရင်အခုတော့အော်တိုဝါနိုင်ငံပိတ်ရမှာကောင်းကောင်းအားရနေတဲ့ရောမေကထင်သာတာတဲ့ပုံမတွတ်တက်လာနေပြီးအလျင်အမြန်တက်တာနေတာကြောင့်မကြာခင်ပြန်ကစားနိုင်တော့မယ်လို့မကသတင်းထဏာကြီးကဖော်ပြလာခဲ့ပါတယ် ရာမဲပါဝင်ခဲ့တဲ့စီမီလာနဲ့ပွဲမှာဘာစတာကလေးဂိုးတစ်ခုနဲ့ရှုံးနေခဲ့ရတာမို့ဖြစ်နိုင်ရင်တော့လာမဲမဲဂျီယိုနာနဲ့ပွဲစဉ်ကလေးကရာမဲပင်ကစားနိုင်မှုတော်မျှော်လင့်နေကြပါတယ်။ရာမဲကဒီပွဲမှာမနေ့90ပွဲချင်းပြေတော့ကစားနိုင်ဖို့မဟုတ်ပေမဲ့ကြံ့ခိုင်မှုပြန်လဲတည်ဆောက်နိုင်ဖို့ဟန်စီဖလစ်ကပွဲချင်းမနေ့ပြင်သွားနိုင်ပါတယ်။ဘာစတာကရီယယ်မက်ထရီနဲ့မကစားခင်ဂျာရီမှာချန်ပီယံပွဲစဉ်နေနဲ့အိုလံပီယာကော့ကိုဆက်လက်ရှင်းပြရဖို့ရှိနေပါတယ်။ရာမဲတယောက်သူ့ရဲ့အကောင်းဆုံးပုံစံနဲ့အတူအန်ကလစီကိုမှနောက်တစ်ချိန်တောက်ပွားပြဖို့အမိပြန်လာနိုင်မလားဆိုတာစောင့်ကြည့်ရပါမယ်။ကြီးစုပေးကြတာကျေးဇူးတင်ပါတယ်။